တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုညဦးမချင်တဲ့ကနေ့မှတစ်ဖန်ပြန်လေးပြည့်ကျဆိုပါရယ်ဒီနေ့ကတော့ပတ်မအုပ်စုပ်ကချင်ပြည်နယ်စည်ရဲတဲ့နဲ့အရင်ပြောချင်တယ်ဖကမှာမနေ့ကညနေပိုင်း၄နာရီကနေမှတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်ဒီမိုဝမ်လေးဒီဘက်မှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားနေတယ်ကာမိုင်းကနေဖကမ်ဘက်ကိုတက်လာတဲ့ ခွေးတွေနဲ့လည်းပဲအခုဒီနတ်ရဘက်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတော့သိရတယ်ပြီးတော့အခုစစ်ခွေးတွေကဝိုင်းမော်ရဲ့အထက်မှာရှိတဲ့လက်မြန်ယွာနာမှာရှိတဲ့စကန်ဒီစကန်ကို KIA ဒီတိမ့်ပိုက်ထားတာကြားလာပြီအခုတို့ကဒီစကန်ကိုလည်းလိုချင်တဲ့အတွက်ကြောင့်တို့ခွေးတွေကတော့ထုတ်စစ်မစင်လာနိုင်ဘူးဒါပေမဲ့ဝိုင်းမော်မှာရှိတဲ့ခလာရ58ဘက်ကနေမှတို့လိုချင်နေတဲ့ လက်မြန်စခန်းကိုရရှိဖွဲ့ရတော့အဲ့ဘက်ကိုဥတီပြီးမှလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်ဆိုတာသိရတယ်။ပြီးတော့နောက်တစ်ခုကတော့စစ်ခွေးတွေရဲ့စစ်တင်ဘောကြီးဆက်နစီကတော့အေယဝတီတိုင်းဝါခေမကနေမှ လာခဲ့တဲ့ဥစ္စာ အခုကတော့ရေနံချောင်းမှာရောက်ရှိနေပြီဆိုတော့သိရတယ်။အခုဒီတင်ဘောတွေကတော့ ကျတော့ဘမောဘက်ကိုချီတက်လာတယ်ဆိုတော့သိရတယ်ဆိုတော့အခုဒီတင်မောတွေကပဲနစီဟေယောဒီမြစ်ထဲမှာငားတွေအတွက်အနောက်ရှက်ဖြစ်သွားမလဲပြီးတော့ငစာဘလောက်ရှိသွားမလဲဆိုတော့ကျတော့ဆက်လက်ပြီးတော့သတင်းတွေစောင့်မျှော်ကြရအောင်နော်နောက်တစ်ခုအနေနဲ့ကတော့မနေ့ကဂျွန်လ26ရက်နေ့တုန်းကဂိုးတိုင်းဒေသကြောက်ကြီးမြို့နယ်အသွေးမှာရှိတဲ့ဖက်ဆစ်စ်တပ်တွေကို KNL နဲ့ပူပေါင်းတော်လာရဲတွေဘက်ကမနေမှတိုက်ခိုက်ခဲ့တဲ့အခါမှာခုနှစ်ကောင်ထက်မနေတေဆုံးသွားပြီးတော့ခွေ22ကောင်ကိုအရှင်ဖတ်မိပြီးတော့ KNL နဲ့တည်းအများပြားရရှိတယ်လို့သိရတယ်။ဒါကြောင့် KNL တွေနဲ့အတူပူပေါင်းတော်လာရဲတွေကိုယင်မတာမှကျေးဇူးတင်တဲ့ဂုံယူတယ်အလေးပြုတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။မေလကုံဂျွန်လကနေမှမချီကျူးပဲနဲ့မနေနိုင်လောက်အောင်ကို KNL တွေနဲ့ပူပေါင်းတော်လာရဲတွေရဲ့တော်ချက်နော် ကျေးဇူးတင်တယ်ဆိုတော့ဒီနေ့ကျမတို့တော်လာရဲတွေကိုပဒပဒလို့နေ့တိုင်းပစက်ကနေမှမနာတဲ့သူကတော့တယောက်ကိုသဘောကျလို့သူ့ရဲ့ဗီဒီယိုတော်တော်လေးကိုရင်နာထောင်ကြည့်အောင်နော်ပုံမှန်လမ်းလျှောက်နေကြတော်တယ်ပေါ့နော်သူကတော့ပြောတာပေါ့ပောက်ကတော့ကြောက်လို့တော်တယ်ပုံနေတာတဲ့အဲ့တော့ကိုယ့်အကိုစဉ်းစားကြည့်ပေါ့ဗျာပောက်ကတော့ကြောက်လားမကြောက်လားဆိုတော့နော်သူတို့ကြောက်တဲ့နောက်ကတော့မျိုးတဲ့နေမှာပေါ့မျိုးတဲ့နေမှာပေါ့ဒါကြောင့်တော်တယ်မှာနော်သူတို့ကောင်းတဲ့ကိုမရှိလို့ကိုချမ်းဖက်တွေဥစဉ်တော်တယ်မှာအေးစေးစေးလမ်းလျှောက်တယ်ကျမ်းမာရေးလိုက်စားတယ်ဒါ ရွေးမှာဖြစ်နေတဲ့တည်င်းမှန်တွေကိုဘယ်သူမှမတင်ပြတဲ့အကြောင်းဥစဉ်တင်ပြတယ်ဗျအခုသူကတော့ဒီတော်ရီတဲ့ဘက်မှာလမ်းလျှောက်တာဒီနေ့တိုင်းလုံးလုံးရှိတယ်ဆိုတော့ကျတို့တော်လာရေးတဲ့ဘက်ကတော့နော်နင်းကကြောက်တဲ့အတွက်ကြောင့်တော်မှနေတယ်လို့ပြောတဲ့အခါမှာ तू ဘာပြောလဲဆိုတော့ तू က ဒီနေ့ကျွန်တော်တော်လာရဲတွေကိုအုံနောက်ထဲမှာမထားဘူး။ तू ကကျွန်တော်တော်လာရဲတွေကိုလုံးဝမကြောက်ဘူး။တကယ်လို့သာ तू ကြောက်တယ်ဆိုလို့ရှိရင်မြို့မှာနေမယ်။မကြောက်လို့ပဲတောထဲမှာနေတယ်လို့ပြောတယ်။ဆိုတော့ဒါကိုကျွန်မထပ်မပြောခင်မှာနောက်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြန်မှကြည့်ရအောင်နော်။တောင်ပြုံးအလှပေါ့နော်။ပတ္တဆာဆွေရဲရဲ့အလှကဥစဉ်ကိုပိတ်ထားတယ်။ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမဆိုသူတို့တွေချောင်းမြောင်းမှာပြမယ်။ရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်။ဒါဥစဉ်တရင်ဘလို့ပောက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်။ ဲ့တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲအားလုံးစိတ်ပူတဲ့အချိန်မှာဥစဉ်ဒါမတွားပြဖို့ဟာများပါတယ်ဗျာနော်အလူအဲ့နဲ့မတွားပြဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာနော် အခုသူကတောင်ပြိုးမှာရှိတဲ့သူ့ရဲ့တပည့်ပြီးသူ့ခွေးစွန်ရဲလုံးမဲ့အလူပွဲရှိတယ်အဲ့အလူပွဲကိုသူ့ကိုခေါ်ထားတယ်ပေါ့နော်ကတုံးကြွပါဆိုပြမခေါ်ထားတာတဲ့အဲ့ဘက်ကိုသွားမှာဒီတရင်ကိုကျွန်တော်တော်လိုက်ရဲဒီကနေမှတရင်ပေါက်ကြသွားတယ်ဆိုတော့သူကအခုကြောက်သွားပြီခဏတော့ပြောတယ်ကျွန်တော်တော်လိုက်ရဲဒီကိုသူလုံးဝကူးမဆဲအောင်အုံနောက်ထဲမှာမထဲလို့ တက်မာရဲ့အတွက်သူကတောထဲမှာနေတယ်လို့ပြောပေမဲ့အခုငပောက်ရဲ့အကျုံဖြစ်တဲ့ပြီးသူခွေးသူကြီးအလူလုံးမှာကို तू မသွားနိုင်တော့ဘူးအခုသူဘာပြောလဲပြီးသူဒီစိုးရင်တလို့ပဲ तू လည်းမသွားတော့ဘူးလို့ပြောတယ်ဆိုတော့ပြီးသူဒီစိုးရင်တာတဲ့သူ့ကိုယ်သူတေးမှာကြောက်နေတာတော်လရဲ့သူ့ရဲ့အကြောင်းကိုသိလို့ဘယ်မှာပဲဖြစ်ရတဲ့ရတဲ့နီးနဲ့ချောင်းမြောင်းပြီးသူ့ကိုတတ်မှာဖြစ်တဲ့အတွက်အကြောင်း तू ကအဲ့ဘက်ကိုမသွားတော့ဘူးတဲ့ငါပေါ့နင်းမကြောက်ဘူးဆိုမကြောက်ရင်သွားလေ တတိရှိတယ်ဆိုလို့ရှင်သွားကြည့်လိုက်လေကဒုံးဆိုတဲ့အရေခုမဟုတ်ဘဲနဲ့ခဏနဲ့ကြောက်ခေါင်းရိုးကြီးပဲဖြစ်နေအောင်မယ်နော်တိတ်စွာစီစွာစီမလုံးနဲ့ကြောက်တယ်ဆိုလို့ရှင်ကြောက်တယ်လို့ပြောဟိုပြောဒီပြောမလုံးနဲ့ကဒုံးဖြစ်ပြမစကားကို ပလီပလာပြောတတ်တယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ပုတ်အနေနဲ့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်အဓိကညင်ချမ်းရေညင်ချမ်းရေရဖို့ရုပ်ကော်ပဲလို့အပ်ရုပ်ကော်ပဲလို့ပြီးတော့မှမြို့ချခံအစရတက်လာပဲတော်တော်တက်လာမယ်ဆိုလို့ရှိရင် ပြည်ထောင်စုညီညာညီလာခံကျင်းပကျင်းပပြီးဖက်ဒရယ်ဘူကျင်းသွင်းမယ်ဆိုနေအဲ့ဒီသူစုဆွေးနွေးရေးလမ်းကြောင်းအတိုင်းစပွဲဝိုင်းပေါ်မှာသူစုဆွေးနွေးပြမှာအဲ့ဒီဖက်ဒရယ်ဘူကိုကျင်းသွင်းနိုင်ပြီဆိုလို့ရှိရင်ညီညာရေးရကိုဟုတ်ကဲ့အခုကျွန်တော်နိုင်ငံကအတိတ်ကတော့တိုင်းဒေသလူမျိုးပေါင်းစုံပူးပေါင်းနေထိုင်တဲ့ပြည်ထောင်စုနဲ့ဖြစ်တဲ့အတွက်ကြောင့် ဖရက်ဒရစ်မူကအကောင်းဆုံးပဲအဲဖက်ဒရစ်ရှင်ကိုပဲပြတာကုန်တယ်ကိုပဲဥချူရေးဒါအမျိုးသားတန်းတို့ခွင့်ရေးကိုအမခန့်ချက်ပေးနေတဲ့စစ်မှန်တဲ့ဖက်ဒရစ်ရှင်ကိုကြည့်တုံးနိုင်မှာရှိလို့ရှိတယ်ညီချမ်းရအဲ့ဒီရှင်ရောက်တော့ရမယ်အခုဒါကတော့ကချင်ဖြစ်ပေမဲ့ကချင်နဲ့မနန်တဲ့သူ့ကိုသူကတော့ဒေါက်တာတူးကြလို့ခေါ်တယ်နော်သူ့ကိုကြည့်လိုက် ကောင်းတော့မဖော်နိုင်တော့ဘူးအခုအချိန်ထိအမားနဲ့အမန်နဲ့တော့မခွဲခြားတတ်တဲ့ကချင်ပြပြမကချင်နဲ့မနန်တဲ့ခွေးမစင်စားတဲ့ဒီဖိုးကြီးကအခုသူပြောသွားတာဟာငိမ့်ချိုင်ရဲ့ရန်ရေးကြီးတယ်ငိမ့်ချိုင်ရဲ့ရေးကြီးတဲ့အတွက်ကြောင့်ရွေးကောက်ပွဲဟာရေးကြီးတယ်ရွေးကောက်ပွဲကနေမှငိမ့်ချိုင်ရဲ့ရရှိသွားမယ်ဒါကြောင့်မို့ဖက်ဒရယ်စနစ်ကိုတုံ့ပြန်ပြီးမှစပွဲပေါ်မှာကောင်းကောင်းလေးဆွေးနွေးရမယ် ပြီးလို့ရှိရင်ကိုပိုင်အုပ်ချုပ်ရေးနဲ့အမျိုးသားတန်းသူညီညွတ်ရေးကိုအာမခံပြီးတော့စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကိုတွားနိုင်တယ်ဆိုလို့ရှိရင်တော့ငြိမ်းချမ်းရေးရရှိသွားမှာဖြစ်တယ်။ဒါကြောင့်အဲ့ငြိမ်းချမ်းရေးကိုရောက်ဖို့ရအတွက်စ조사ရမှာဖြစ်တယ်လို့ပြောတယ်။ပြီးတော့အခုဒီမှာသူ့ကိုမဲတဲ့သူကအခုဒီစစ်ခွေးတွေကရွေးကောက်ပွဲကိုပဲဦးစားပေးကြတယ်။ဒါပေမဲ့လုံခြုံရေးမှာဒီလောက်ကြီးဦးစားမပေးဘူးလို့ပြောတဲ့အခါမှာပြီးသွားတဲ့လုံခြုံရေးကိုသာစောင့်နေတယ်ဆိုလို့ရှိရင်တော့ဘယ်အချိန်မှမရွေးကောက်ပွဲဆိုတော့ လုံနိုင်မှာမဟုတ်ဘူးရွေးကောက်ပွဲတွေလုတ်ပြီးမှပဲလုံခြုံရေးကိုဆက်လက်ပြီးမှရယူနိုင်တယ်လို့ပြောတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာကလူမျိုးပေါင်းစုံနေထိုင်တဲ့အတွက်ကြောင့်ဖက်ဒရယ်စနစ်ဟာအင်မတန်မှကောင်းတဲ့စနစ်ဖြစ်တယ်လို့ပြောတယ်ဒါကတော့ကချင်နမနန်တဲ့ ဖိုးကြီးနင့်မပြောသွားရင်လည်းငါတို့လူတွေအကုန်သိတယ်နင့်တို့လိုမျိုးခွေးမစင်စားတဲ့အတက်တောင်တလောက်ကြီးနေပြီအခုအချိန်ထိမစင်စားနိုင်သေးဘူးအခုကချင်လိုမျိုးတွေကိုတလောက်ထိခွေးတွေနှိမ့်ဆက်တယ်ဒါနင့်မသိဘူးလားဘုံမမ အိမ်ဒီပစ္စည်းနေကြပြီနင့်မသိဘူးလားအခုဝိုင်းမော်ရဲ့နဘေးနားမှာရှိတဲ့လက်မြောင်မှာကျတော် KIA ဒီတိမ့်ပိုက်ထားတဲ့စခန်းကိုခွေးတွေလိုချင်တယ်ထိုးစစ်မစင်နိုင်တော့အခုဝိုင်းမော်ခလာရ58ကနေမှတလက်ဝေးတဲ့နေရာကနေမှသူတို့လက်နဲ့ကြီးတွေနဲ့ရန်တမ်းပစ်ခတ်လို့အခုဟိုမှာစစ်ရှောင်းနေကြတယ်စစ်ရှောင်းတဲ့နေရာမှာလည်းလက်နဲ့ကြီးတွေလာကြတယ်အခုနင့်ဘလို့ဖြစ်ရှင်းမလား ကိုယ့်ရဲ့အကောင်းတော်မထောင်နိုင်တော့ဘူးအေးအေးဆေးဆေးအိမ်မှာနာနာနေနေနေဖို့မစင်စားဘူးနေပြီးတော့အထိခွေးမစင်သွားရှာစားနေတဲ့ကချင်ပိုးတော် တိတ်မပြောချင်ဘူးနော်ပြီးလို့ရှိရင်ရွေးကောက်ပွဲတွေလုပ်မယ်ရွေးကောက်ပွဲကနေမှတက်လာတဲ့အစိုးရကနေမှဒီလုံချုံရဲကိုလုပ်ရမယ်အဲ့ချိန်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကြီးအေးချသွားပြီတဲ့နင်းတို့မက်နေတဲ့အိတ်မက်ကိုအခုနင်းတို့မစင်စားနေတဲ့နင်းတို့ရဲ့ခွေးတွေဒါနားလေခဲ့တယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့ KIA ဆိုတာလည်းရှိချင်မလို့ဘူးဆိုတာနင်းမသိဘူးလားဒီနေ့27ဒေါ်လာရဲဆိုတာဘာကြောင့်ပေါ်ပေါက်လာတယ်ဆိုတာလည်းနင်းတို့မသိဘူးလားအသက်တာကြီးသွားတယ်ချီပေါ်လို့တွေ အခုကျမတို့နောက်တဲ့တဲ့ပုံအနေနဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့လူယုံတော်ပုံစံရောင်ဆောင်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုရောင်းစားတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်ကိုဓာတ်နဲ့ထိုးနေတဲ့စန္ဒာမြင့်နဲ့ဟိုကေနဲ့ကောင်နဲ့အင်တာဗျူးပြုထားတာကိုကျမတို့ဟိုကြည့်ကြည့်ရအောင်ဗီဒီယိုကိုတော့ကျမတို့ reaction လုပ်သွားတဲ့အခါမှာအပိုင်းအပိုင်းနဲ့ကျမလုတ်သွားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အရှိကြီးဆိုလို့ရှင်တိတ်ပြီးမှအဆင်မပြေဘူး။ဆိုတော့ကျမတို့ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးနားထောင်ကြည့်ရအောင်နော်။ အနယ်ဒီကဘယ်ရောက်သွားပြီလဲပေါ့အဲ့ဒါလေးစပြောပြပါလားအနယ်ဒီဘာတီးဆိုတဲ့ဟာကတော့အခုနိုင်ငံရေးဥပဒေပုံမှန်အရာပေါ့နော်ကျမတို့မှတ်ပုံမတင်နိုင်ခဲ့တဲ့အတွက်နိုင်ငံရေးအနယ်ဒီပါတီဟာတခမ်းရက်သွားပြီးလို့ကျမကပြောချင်ပါတယ်ဘာလို့လဲဆိုတော့ပါတီအနေနဲ့ကတော့ဒါဥပဒေကြောင်းရမရှိတော့ပါဘူးလို့ကျမပြောချင်တယ်ဆိုတော့အနယ်ဒီပါတီမရှိတော့ဆိုတော့နောက်ထပ်အနယ်ဒီပါတီလိုမျိုးပေါ်လာနိုင်သေးလားအော်ကျမတို့အခုအချိန်ဒီမှာတော့စူးစမ်းတာဘာမှမရှိပါဘူး ဒီဖိုရမ်ကိုဘယ်လိုရွေးချယ်မင်းနဲ့လာတာလဲဆိုတော့လေအဲ့ဒါလေးပြောပြပါကျမတို့ပါတီမရှိတော့ဘူးဆိုပေမဲ့ကျမတို့ကနိုင်ငံရေးသမား ဖြစ်တယ်ကျမကိုကိုကိုလည်းကျမနိုင်ငံရေးသမားလို့ခံယူရဲဒါဆိုရင်နိုင်ငံရေးသမားဆိုတာကဟလာပါတီတစ်ခုရဲ့လှုပ်ဆောင်မဟုတ်ဘူးကျမတို့တိုင်းပြည်အတွက်ကိုကြာရခံနာနေပြီးတော့ဆောင်ရွက်ရမယ်ဆောင်ရွက်ချင်တဲ့ဆန္ဒလည်းကျမကိုမှာရှိတယ်ဒါကြောင့်မလို့လေကျမတို့ကိုအခုဒီ peace program ကိုတက်မလားလို့ဖိတ်စာပို့လာတဲ့အခါမှာတက်ရောက်ပြီးတော့ပူးပေါင်းဆောင်ရွက်ပါမယ်လို့ကျမတို့ဗိုလ်ချုပ်ကြီးကိုအဖြေပေးခဲ့ပါတယ်ဒါကြောင့်မလို့လေကျမဒီ peace program ကိုတက်ခဲ့တာဘာဖြစ်လို့လဲဆိုတော့ဒီ peace program ကိုတက်မှသာလင်ကျမတို့ပြောချင်တဲ့ခန္ဓာတွေတနိုင်ငံ ငံလုံးရဲ့ကိစ္စတွေအားလုံးပေါ့နော် post election မှာနိုင်ငံကိုဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲဆိုရဲကဏ္ဍတွေဒီလိုကဏ္ဍတွေကိုကျွန်မထက်ထဲဝင်ဝင်ဆွေးနွေးလို့ရတယ်ပြည်သူသိအောင်လည်းခြားပြလို့ရတယ်ဒီမှာတက်ရောက်လာတဲ့ပေါ့နော်တိုင်းရင်းသားကဏ္ဍအလှအသီးသီးမှာပါတဲ့လူတွေအားလုံးကိုလည်းသိအောင်ခြားပြလို့ရတယ်အဲ့တော့ကျွန်မကဘာကြောင့်တက်လာတာလဲလို့ပြောခြင်းကျွန်မတို့ကနိုင်ငံရေးသမားဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ခံယူချက်တွေတိုင်းပြည်အတွက်ကိုကောင်းအောင်လုပ်စေခြင်းတဲ့စံဓာတ်တွေအားလုံးကိုဒီလိုနေရာမှာပြောရတယ်ဆိုတဲ့ဟာကဘလောက်ဂုဏ်ယူစရာရှိတယ်ဒီလိုနေရာ ကိုဖိတ်ခေါ်လို့မတက်ဘူးဆိုရင်ကျွန်မကလက်ဖေ့ဆိုင်မှာပဲစကားပြောရမှာမျိုးဖြစ်နေတယ်ဒါကထိရောက်သလားမထိရောက်ပါဘူးဒီလိုကဏ္ဍမှာဆိုလို့ရှိရင်ဒီဟာတွေကို ကျွန်မတို့ဆွေးနွေးတယ်ညှိနှိုင်းတယ်ဆိုတဲ့ဟာတွေအားလုံးကိုတက်ဆိုင်ရကလူကြီးတွေအားလုံးကနားထောင်ပေးတယ်ပြန်ပြီးတော့အဖြေတွေပေးတယ်နောက် action ယူပြီးဆောင်ရွက်ပေးတယ်ဒါကဝမ်းသာစရာပေါ့နော်ဒါကြောင့်မို့လို့ကျွန်မတို့အနေနဲ့ဒီ peace program ကိုယုံကြည်ချက်အပြည့်အဝနဲ့ကျွန်မတက်လာတာဖြစ်တယ် အခုဒီမှာဟိုကေကမေးတယ် NLD ကဘယ်ရောက်သွားပြီလဲလို့အရင်စလိုက်တယ်လက်တလုံးချာဥပဒေအရပြောမယ်ဆိုလို့ရှင်တော့သူတို့ကမတ်ပုံတင်မတင်နိုင်တော့တဲ့အတွေ့အကြုံ NLD တွေကတခန့်ရဖြစ်သွားပြီ NLD ကမရှိတော့ဘူးလို့ပြောတယ်ဆိုတော့ Sandra Min ဆိုတဲ့ဘောမာက NLD ဒီရဲ့ကိုစားပြုတ်တာလားသူကလွတ်တော်အမတ်လုတ်ခဲ့တယ်ဟုတ်ပြီဒါပေမဲ့ the nld မရှိတော့ဘူးဆိုလို့ရှင် nld ရဲ့လွတ်တော်အမတ်လည်းသူမဟုတ်တော့တလို့ nld ဆိုတဲ့စကားလုံးကိုလည်းသူပြောခွင့်မရှိတော့ဘူးဘာကြောင့်လဲတောင်ဆန်းစုကြည်က NLD ရဲ့ကောင်းဆောင်တယောက်အနေနဲ့လည်းထောင်ချနေတာဖြစ်တယ်။ဆိုတော့ဒီနေ့ NLD မရှိတော့ဘူးလို့သူဖြစ်လိုက်တဲ့အတွက်ကြောင့်ဟိုကေနဲ့ကောင်က NLD မရှိတော့ဘူးဆိုလို့ရှိရင်နောက်ထပ် NLD လိုမျိုးပါတီများဆက်ရှိလာမလားလို့မေးတဲ့အခါမှာအခုအချိန်ထိတော့သူတို့ကဆက်လက်ပြီးတော့စ조사ချင်းတော့မရှိဘူးเนาะပြောချင်တာက NLD ဆက်လက်ပြီးအသက်ရှင်ဖို့ဒါမှမဟုတ် NLD လိုမျိုးတခြားပါတီတွေကိုသူတို့ထူထောင်ဖို့အတွက် စ조사ချက်လုံးဝမရှိတော့ဘူးဆိုပြီးမှသူပြောသွားတယ်ပြီးနောက်တစ်ခုကတော့ဒီ forum ကိုဘာရည်ရွယ်ချက်တွေနဲ့လာခဲ့တယ်လေလို့ပြောတဲ့အခါမှာเนาะရည်ရွယ်သူ့မှာတော့ရည်ရွယ်ချက်တွေအများများတယ်သူတို့ရဲ့ပါတီဖြစ်တဲ့ NLD မရှိတော့ဘူးဆိုလို့ရှင်လဲသူကတော့နိုင်ငံရေးသမားဖြစ်တယ်ပြင်သူ့ကိုသူလည်းနိုင်ငံရေးသမားလို့ခံယူတယ်ဆိုတော့နိုင်ငံရေးသမားတယောက်ဆိုတာဟာ ကိုယ့်ရဲ့ပါတီရဲ့အတွက်တာမဟုတ်ဘဲနဲ့တနိုင်ငံလုံးရဲ့အလုပ်ကိုလုပ်ရမှာဒီပါတီမှဒီပါတီဒီပါတီမှပဲလုပ်ရမယ်မဟုတ်ဘူးကိုကြတဲ့နေရာမှာတိုက်ပီရဲ့တိုးတက်တဲ့နေရာကိုလုပ်ရမှာဖြစ်တယ်ဒါကြောင့်မို့ခွေးတွေဘက်ကနေတော့သူ့ကိုဖိတ်စာပို့လိုက်တယ်ဖိတ်စာပို့လိုက်တော့နင်းတက်မလားလို့ပဲမေးသေးတယ်တက်ပါမယ်လာပြီးမှပူပေါင်းဆွေးနွေးပါမယ်ဆိုပြီးမှပျော်ပျော်ကြီးနဲ့သူကခွေးချဖို့ကို အဖြစ်ပေးလိုက်တယ်အဲ့ဒီထဲမှာသူသုံးသွားတာကကျမတို့လို့ပြောတယ်ဆိုတော့အဲ့မှာကအများကိန်းဖြစ်တယ်သူနဲ့ဘယ်ခွေးတွေတက်လာသေးတယ်လဲဆိုတော့ ရှိတယ်ဆိုတော့ဒီနေ့စစ်ခွေးတွေနဲ့အတူဘောမဒီကနင်းတို့ NLD ဒီနင်းတို့ NLD ဒီလို့တက်လောက်ကြီးလက်ညိုးတထိုးထိုးနဲ့ထိုးနေတဲ့အချိန်မှာဟုတ်ကဲ့ပါဒီငရုတက်ပါမယ်ငရုလည်းပဲပူပေါင်းဆောင်ရွက်ပါမယ်လို့ဒီစကားပြောတာကိုမှဒီခွေးမရဲ့အရေချင်းဒီခွေးမရဲ့အဆင့်တဟဘလောက်အထိအောက်တန်းကြတယ်ဆိုတာကိုမြင်နိုင်တယ်ဒီစန္ဒမင်းဟာတူတီတော့ တောင်ဆန်းစုကြည်ထောင်ကျတဲ့အချိန်မှာတွေ့ခွင်ရတဲ့အမတ်ဖြစ်တယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့တောင်ဆန်းစုကြည်ဟာဒီစန္နာမင်းကိုယုံကြည်လိုက်လို့ပြီးလို့ရှိရင် NLDD လည်းတူတူကိုလွတ်လိုက်လို့ရှင်တော့အဆင်ပြေမယ်လို့ထင်လို့သူ့ကိုလွတ်လိုက်မိတာပဲဖြစ်မယ်။ဒါပေမဲ့ဒီစန္နာမင်းဟာတောင်ဆန်းစုကြည်ရဲ့နောက်ကိုဒါနဲ့ထိုးတဲ့ခွေးဖြစ်နေတယ်ဆိုတော့ကိုသိရတယ်ဒီ forum ကိုတက်မှာပဲသူပြောချင်တဲ့ကဏ္ဍတွေကိုသူပါဝင်ပြီးမှဆွေးနွေးနိုင်မယ် တနိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက်သူကအထက်သေးဝဝနဲ့ဆွေးနွေးနိုင်မယ်ဒီ forum ထဲမှာ အလွာပေါင်းစုံတရင်သားပေါင်းစုံကနေမှလည်းလာတက်တဲ့အတွက်ကြောင့်သူကလည်းဒီမှာပါဝင်ပြီးမှပြောဆိုလို့ရတယ်ပြီးလို့ရှင်ဒီမှာပြောဆိုလိုက်တဲ့အစကားဒီကိုသူပြောတာတော့လူကြီးလို့ပြောတာပဲဘောမတွေအတွက်တော့လူကြီးဖြစ်ပေမဲ့ဒီနေ့ကျွန်တော်တော်လာရဲ့ဒီဘက်ကနေကြည့်လို့ရှင်တော့အားလုံးဟာခွေးနဲ့ခွေးဘောမတွေပဲဖြစ်တယ်နော်လူစင်မီတဲ့သူတယောက်မှမပါဘူးခွေးတိတန့်ကြီးပဲဖြစ်တယ်လို့ကျွန်တော်မျက်စိထဲမှာတော့ဒီလိုမြင်တယ်ဆိုတော့ အခုသူကတော့ပြောတယ်သူတို့သူဆွေးနွေးသွားတဲ့ဥစ္စာတွေကိုသူပြောတဲ့လူကြီးတွေကနားထောင်ပေးပြီးမှတခါလဲ action ဆောင်ရွက်ပေးတယ်လို့ပြောတာဆိုတော့သူကမနဲ့ကိုဆွေးနွေးလိုက်တယ်ညနေပိုင်းမှာအကောင့်ထဲတကယ်ပဲဖော်ပေးလိုက်ပြီလားဒီခွေးတွေကတလောက်အထိတာသူများတွေဆွေးနွေးတင်ပြတဲ့ဥစ္စာကိုလက်တွေ့လက်တွေ့တာလှုပ်ဆောင်ခဲ့ရင်ဒီနေ့ကျွားတော်မြန်မာနိုင်ငံဟာကဘာမှာအပြည့်ဝအဆုံးတော့အပျော်ရွှင်ဆုံးတော့အကောင်းဆုံးတော့နိုင်ငံတကာနိုင်ငံဖြစ်မယ် ိတ်ဟုတ်တလို့လို့နဲ့သူဆွေးနွေးတဲ့ဥစ္စာကိုလူကြီးတွေကနားထောင်ပြီးမှချက်ချင်း action ဆောင်ရွက်ပေးတယ်တဲ့။နင့်ကိုနေနော်တတိထားပါလို့ပဲပြောတယ်။ဒီ forum ထဲမှာ ထက်ထဝုံဝုံဆွေးနွေးတဲ့ဇကားတွေကိုလူကြီးတွေဘက်ကမှနားထောင်ပြီးတော့ action လုပ်ပေးတယ်ဆိုလို့ရှိရင်တော့ဘာကြောင့်မို့ဒီနေ့ငတို့ NLD တွေဟာလုံးဝမဲမခိုးဘဲနဲ့ငတို့ရတဲ့မဲတွေဟာပြည်သူတွေထဲတဲ့အမဲအမန်ကနေဖြစ်ပါတယ်လို့ဘာကြောင့်နင်းမပြောဆိုနိုင်ခဲ့တာလဲအခုနင့်ရဲ့ဇကားတွေကိုလူကြီးတွေနားထောင်တယ်ဆိုတာဟာနင်းတို့လွန်ခဲ့တဲ့အချိန်မှာတော့အောင်ဆန်းစုကြည်ဥဆောင်ခဲ့တဲ့ NLDD ရဲ့ပြဿနာတွေကိုနင်းတော့ပြောနိုင်ခဲ့တာလား ဒါမှမဟုတ်လို့ရှင်ဘောမာခဲ့တဲ့အတွက်ကြောင့်နင်းဘောမာတဲ့စကားတွေကိုသူတို့ကလက်ခံပေးသလားဒီပေါ်မှာမဟုတ်သေးတယ်เนาะဆိုတော့ဘောမာတဲ့သူတွေပြောတဲ့စကားကိုတော့ဘောပိုင်ရှင်တွေကလက်ခံပေးနားထောင်ပေးဖို့အဆင်သင့်ရှိပေမဲ့ဒီနေ့ဓမ္မဘက်မှာရက်တဲ့တောအောင်ဆန်းစုကြည်ရဲ့အတွက်ဒါနင်းပြောခဲ့တယ်ဆိုလို့ရှင်နင်းထောင်ထဲကြာသွားမယ် အဲ့ဒီချိန်ကြမှာပဲနင်းကငါထစ်ထစ်ဝုံဝုံဆွေးနွေးတဲ့ဥစ္စာကို လူကြီးလို့ခေါ်တဲ့ဒီခွေးတွေဟာနားထောင်သလားမနားထောင်ဘူးလားဆိုတာအဖြစ်ဖြစ်တယ်အဲ့ဒီချိန်ကြမှာပဲနင်းကငါရဲ့စကားကိုနားထောင်တဲ့အတွက်ကြောင့်ငါဟာဒီ forum ကိုယုံကြည်ချက်အပြည့်ဝနဲ့လာတက်တယ်လို့အဲ့ဒီချိန်ကြမှာနင်းပြောဆိုရမှာဖြစ်တယ် NLD ရဲ့အမှန်တရားကိုတောင်းနင်းမဖော်ထုတ်နိုင်ဘဲနဲ့ဘေတော့အခါမှငါတို့ဆွေးနွေးတဲ့အရာတွေကိုလူကြီးတွေနားထောင်တယ်ဆိုတဲ့စကားဘယ်တော့မှမပြောနဲ့ ဒီလိုမျိုးတခါလဲ action တွေလှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်မို့ဒီ forum ကိုတဲ့ယုံကြည်ချက်အပြည့်အဝနဲ့တက်တယ်လို့ပြောတယ်။ဆိုတော့ဒီစန္ဒမင်းဆိုတဲ့ခွေးမဟာဘေဘကိုရက်တလေဆိုတော့ကျွန်တော်အကုန်သိပြီ။ပြီးလို့ရှိရင်စန္ဒမင်းကိုပြောချင်တာကဘေတော့အခါမှာ NLD ဆိုတဲ့စကားမပြောနဲ့ငါအရင်တော့က NLD ပါခဲ့တယ်အခုတော့ NLD မဟုတ်ဘူးဆိုတဲ့စကားကိုတုံးတုံးပါလို့ပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်ညီငယ်ရကျွန်တော်တို့မဆနာမင်းတို့အနေဒီအနာရခဲ့စရာနဲ့အခုနေ့ကတော့တော်တော်လေးကြွားချတယ်ပေါ့နော်အဲ့တော့ဒီလိုင်းငင်းငင်းအရင်လိုပုံစံမျိုးပြန်မြင်ရတော့မလား ငင်းချမ်းရေးတွေဆက်လက်ပြီးဖြစ်လာဖို့ဆိုတာ election ဆိုတာလည်းအရေးကြီးရဲ့ကျမတို့ကဘာတိအောင်ကျမတို့နိုင်ငံရဲ့အဖြစ်အပျက်တွေကိုကျမတို့ပြောပြပေးရမယ်2023ခုနှစ်မှာကိုယ့်ရဲ့ငွေနဲ့ပဲအကုန်ကြခံပြီးကျမတို့ဂျပန်နိုင်ငံထွက်တယ်ဂျပန်နိုင်ငံကဘာမှမသိဘူးဟိုသူတို့နဲ့ထိတွေ့တရတဲ့လူတွေရဲ့ပြောစကားကိုပဲနားယောင်နေတာမျိုးတွေ့ရတယ်ကျမတို့နိုင်ငံပံပိုးသည့်ဖြစ်စေမပံပိုးသည့်ဖြစ်စေဟလာနိုင်ငံသားတယောက်အနေနဲ့တာဝန်ရှိတယ်လို့ခံယူရင်နိုင်ငံသားတိုင်းပြည်တွေအထိဖတ်ပြီးတော့ကျမတို့ဆောင်ရွက်ပေးရမယ် အဲ့ဒီလိုမျိုးတွေဆောင်ရွက်ပေးခြင်းဒီလေတစိတ်တပိုင်းအောင်မြင်မှုရနိုင်ညဉ့်ဉဲဆိုတာဖြစ်လာနိုင်တယ်ဒီလိုမျိုးသိလာမှလည်းကဘာကလည်းကျမတို့အခက်အခဲကိုကူညီဆောင်ရွက်ပေးမှာမျိုးဖြစ်တယ်နောက်တစ်ခုကဒီ election ဘလောက်မျှတာတဲ့ election ဖြစ်တယ်လဲတချုပ်ကြီးတွေပြောကြားထားတဲ့အတိုင်းပဲ free and fair ဖြစ်သလားတကယ်ကိုပဲလူတို့ကကျေနပ်မှုရှိသလားဒီလို election တွေဖြစ်လာတယ်ဆိုရင်လေညဉ့်ဉဲဆိုတဲ့ဟာကလည်းတစိတ်တပိုင်းဖြစ်လာမယ်ကျမတို့တိုင်းပြည်တစ်ခုလုံးမှာအုပ်စုတွေခွဲပြီးလိုက်ပြီးတော့ဆွေးနွေးနိုင်နေဆိုရင်ကျမတို့ပို့ထိရောက်မယ်လို့ကျမမြင် ြင်တဲ့အာလုံခြုံရေးအတွက်ကိုတော့ကျမတို့လည်းနည်းနည်း risk ယူပေးရမယ်။သို့တော်လည်းအဲ့ဒါကိုကြောက်နေလို့တော့မရဘူး။ကျမတို့ဆက်လက်ပြီးတော့ရွေးကောက်ပွဲဆိုတာဘာကြောင့်ဖြစ်တဲ့ ਨੇ ဟိုဘုံချုပ်ကြီးရပြီးပြောသွားတဲ့အချက်တွေဆိုရင်အရန်ကောင်းတယ်။ဒီလိုအချက်တွေကိုပြည်သူကို people to people အောက်မှာဖြာခင်းပြီးဆွေးနွေးနိုင်တဲ့အထိလုပ်ပေးနိုင်တယ်ဆိုရင်တော့ကျမတို့ညီညာရေးဒီတဲ့တစိတ်တစ်ပိုင်းအောင်မြင်နိုင်မှာပဲ။ရွေးကောက်ပွဲကလုံဖို့ကတော့90ရာနှုန်းတည်ကြနေပြီပေါ့နော်။ဘယ်လိုဖြစ်လာနိုင်လဲ။ ရွေးကောက်ပွဲကတော့အောင်မြင်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာမယ်။ဒါပေမဲ့ဟိုအထိုက်လျောက်ထိခိုက်တာတွေလည်းရှိလာနိုင်တယ်လို့ကျွန်မမြင်ပါတယ်။ဟိုရွေးကောက်ပွဲကိုလေဖြတ်လို့ဖြတ်စီလှုပ်ချင်တဲ့အုပ်စုတွေလည်းရှိတာပေါ့နော်။ သူတို့ကိုဘယ်လိုသတင်းစကားမျိုးပေးကြအခုကျွန်မဒီဖိုရမ်ကြီးကိုတက်လာတော့ကျွန်မပုံမြင်ရပါတယ်ဖြစ်လို့ဖြစ်စီတစ်ဖက်ကဘလောက်ပဲလုံနေလုံနေတစ်ဖက်ကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနဲ့အရသာအစိုးရတက်ကိုဖြစ်စေခြင်းနဲ့ကိုယ်နယ်မြေကိုကိုအုပ်ချုပ်ရတော့ကိုယ်နယ်မြေကိုကိုဖက်ဒရယ်စနစ်နဲ့သွားနိုင်တော့အခြေအနေတွေကိုဖြစ်ပေါ်လာမယ့်အခွင့်အလမ်းတွေကိုရရှိမယ်ဆိုတာကိုမြင်တာဖြစ်တဲ့အတွက်ဘလောက်ပဲအနောက်ရှက်တွေတစ်ဖက်ကနေပြီးတော့လှုပ်လှုပ်ပေါ့နော်တကယ်ကိုပဲဟိုအင်းတိုင်းအားတိုင်းနဲ့ရွေးကောက်ပွဲဖြစ်စေခြင်းနဲ့လူတွေကလည်း ဖက်မှာအများကြီးရှိနေတယ်ဆိုတာမျိုးကိုကျွန်မတွေ့ရတယ်။ဒါတွေကိုတိုင်းပြည်ရဲ့ပြည်သားမှာရှိနေတဲ့လူတွေကမမြင်နိုင်ပါဘူး။သူတို့တွေအနေနဲ့ Facebook လောက်မှာတင်ပြတာလောက်ကိုပဲမြင်နိုင်မယ်။ Interview တွေပြောတဲ့လောက်ကိုပဲမြင်နိုင်မယ်။ဒါလေးနဲ့ဟလာဓာတ်ပုံလေးနည်းနည်းပေါ့ပါလေးပုံလေးကိုကြည့်ပြီးတော့ပဲသုံးသက်လို့မရဘူး။တကယ်တမ်းဒီဘက်မှာအင်တဲ့အားနဲ့ဒုနဲ့ရှိနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်မမျက်မြင်ကိုတွေ့ပဲအခုတွေ့လိုက်ရတယ်။အားကြောင့်လဲကျွန်မဒီ forum ကိုတက်လာတာအကျိုးကျေးဇူးရှိတယ်။အခုဒီထဲမှာ နော်ဟိုကေနဲ့ကောင်ကဒီရွေးကောက်ပွဲကဖြစ်ဖို့ရတော့ကိုစေရခိုင်နှုံးတေချာသွားပြီဒီရွေးကောက်ပွဲကဘလို့ဖြစ်မလဲဆိုပြီးမှသူ့ကို မေးတဲ့အခါမှာဘောမတကာထက်ဘောမအစ်စ်က ပိုပြီးမှ အားထက်တန်စွာဘလို့ဖြစ်ဆိုသွားတယ်လေဆိုတော့ဒီရွေးကောက်ပွဲကတော့တကယ်ကိုအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်မယ်ဒါပေမဲ့ပေးဆက်တာတွေထိခိုက်တာတွေရှိမယ်လို့ပြောတယ်ဆိုတဲ့အသေးပေကတော့နင့်တို့ရွေးကောက်ပွဲတော့လုံနိုင်ခဲ့လိမ့်မယ်ဒါပေမဲ့ ီနေ့ကျတော်တော်လာရဲဒီကြောင်းနင်းတို့ခွေးတွေနင်းတို့ဘောမတွေမတာပေါ်နိုင်တဲ့ကိန်းတွေရှိတယ်ဆိုတဲ့အကြောင်းသူပြောသွားတယ်ဆိုတော့ခိုကေနဲ့ကောင်းကဘာပြန်ထပ်ပြောတဲ့လဲဆိုတော့ရွတ်တော့ပွဲကိုဖြတ်လို့ဖြက်စီးမဲ့သူတွေကိုဘာပြောချင်တယ်လဲလို့ပြောတဲ့အခါမှာဘောမအတိတ်ကဘာပြောလဲသူကတော့ဒီ forum တက်လာမှပဲဘောမအတိမြင်လာတယ်ဆိုတာကဒီ forum တက်မှပဲသူ့အမြင်တွေမြင်လာတာเนาะအရင်တော့ကတော့လူလူမြင်တာအခုဒီ forum ထဲရောက်သွားမှပဲသူက ခွေးလိုမြင်တတ်လာတယ်တဲ့အဲ့ဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့တော်လာရဲဒီဘက်ကနေမှဘလောက်ပဲဖြက်လို့ဖြက်စီလုံနေပေမဲ့တစ်ဖက်ဆိုတော့ခွေးဒီဘက်ကနေတော့ဒီရွေးကောက်ပွဲကိုလုံဆယ်ခြင်းတယ်ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲလုံမှာပဲကိုနေကိုမြင်မှာကိုပိုင်အုတ်ထုတ်ရဲကိုလုံနိုင်တယ်ဒီအခွင့်အလမ်းရှိတယ်ဆိုတော့ကိုတိလို့ ရွေးကောက်ပွဲကိုလှုပ်ချင်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျွဲတို့တော်လာရဲတွေပဲဒါကိုမမြင်နိုင်ဘူးပေါ့နော်ဆိုတော့ကိုမြေကိုနေမှာ ကိုပိုင်အုတ်ထုတ်ရဲနေနေနိုင်တဲ့အခွင့်အရေးကိုဒါတို့တော့ပေးချင်တယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲတော့မလိုဘူးနေရတိုင်းဒေသအတီတီထဲမှာကိုပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတွေရွေးချယ်တင်မြောက်ထားတဲ့အစိုးရတွေနဲ့အုတ်ထုတ်ပြီးမှာ ်ကောင်းမွန်စွာပျော်ရွှင်စွာဖက်ဒရယ်စနစ်အောက်မှာနေရမှာဖြစ်တဲ့ဒါကရွေးကောက်ပွဲလုံးမှာပဲဒီအခွင့်အရေးတွေကိုရရှိနိုင်တာမဟုတ်ဘူးဆိုတော့ကိုဒီခွေးစံနာမင်းလုံးဝမတိဘူးเนาะရွေးကောက်ပွဲလုတ်ပြီးမှပဲ ကိုမြေကိုမြေမှာကိုအုတ်ထုတ်နိုင်ရမှာမဟုတ်ဘူးအခုကနေလဲပဲเนาะဟုတ်ပြီနင့်တို့ကတလောက်ကြီးလိုချင်တယ်ဆိုလို့ရှိရင်တော့ငါတို့အုတ်ထုတ်မယ်ဒါပေမဲ့နင့်တို့နေလဲနင့်တို့နေမြေကိုနင့်တို့အုတ်ထုတ်ကြပါတော့ပြောလိုက်လို့ရှိရင်ဒီနေ့ကျွားတော့မှာစပွဲဆိုတဲ့နေရာကိုရောက်ရှိလာနိုင်တယ်เนาะဒါမှမဟုတ်ဘဲနဲ့ငါတို့အခုတော့မပေးသေးဘူးရွေးကောက်ပွဲပြီးမှပေးမယ်ရွေးကောက်ပွဲလုပ်လိုက်တယ်ပေးနိုင်မလား ဒီလိုမျိုးခွင့်ကျင်ခွေးကြံတဲ့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူဒီကိုလိမ့်လေခဲ့တာဘယ်နှစ်နဲ့ရှိပြီလားစန္နမင်းနဲ့မတိဘူးလားဒီလိုမျိုးဖြစ်နေတဲ့ဥစ္စာကိုပြည်ပမှာရောက်နေတဲ့သူဒီကတော့လုံးဝမတိနိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီပြည်ပမှာရောက်နေတဲ့သူဒီကတော့ Facebook ပေါ်မှာတင်ထားတဲ့ interview တွေ video အတူလေးတွေကိုကြည့်မယ်တပ်ပုံတွေကိုကြည့်ပြီးမှပဲသုံးသပ်သွားမယ်စန္နမင်းကတော့အခုဒီ forum မှာတွားကြည့်လိုက်တဲ့အချိန်ကြမှာပဲရွေးကောက်ပွဲက ပြီးသူဒီဘလောက်အထိလိုချင်နေတယ်ဆိုတဲ့ဥစ္စာကိုသူသွားမြင်လိုက်တယ်ခွေးကပြောလိုက်တယ်ပြီးသူဒီလိုချင်တဲ့ Federal Democracy ကိုရအောင်ကိုလှုပ်ပေးမယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်မို့ကိုအထိကိုနန်းနဲ့ကိုနေမြေမှာကိုပြည်နယ်မှာကိုလူမျိုးတွေအုပ်ချုပ်ပြီးနေနိုင်မှာပဲဆိုတဲ့ဥစ္စာကိုသိတဲ့အတွက်ကြောင့် ွေးကောက်ပွဲကိုလိုချင်တဲ့ပြည်သူလူထုတွေကသူ့နဲ့တည်းရှိနေကြတယ်လို့ပြောတယ်။ဒါကိုပြပရောက်နေတဲ့သူတွေကမသိဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်မမြင်လို့လို့ပြောတယ်။ဒီဆိုလို့ရှင်ဒီ forum ထဲမှာရွေးကောက်ပွဲကိုလိုချင်နေတဲ့ပြည်သူတွေအားလုံးလာတက်လို့ဒီစန္ဒာမင်းဘောမာကဒီစကားကိုပြောတာလား။ကိုကိုရယ်အုတ်ထုတ်လို့ရတဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကိုလိုချင်ပါတယ်ဆိုပြီးမှတောင်းတနေတဲ့ပြည်သူတွေအားလုံးဟာအခုနင်းတို့ forum ထဲမှာလာတက်နေကြသလား ဆိုတော့အခုသူတောင်းမှဒီ forum ကိုတွားတက်တဲ့အချိန်ကြမှာပဲဒါတွေကိုသိမြင်လာတဲ့အတွက်ကြောင့်ဒီ forum ကိုလာတက်ရတာဟာအရာအကျိုးရှိတယ်လို့ပြောသွားတယ်ဆိုတော့ဒီ standard me ရဲ့ခေါင်းထဲမှာအုံနောက်ရှိသလားကျတော့သိဖို့လိုတယ်ဒါကြောင့်ဒီနဲ့ဘေးနိုင်ငံမှာပဲကြည့်လိုက်ကြည့်လိုက်ခေါင်းဆောင်ကိုတတ်တဲ့သူဟာကိုယ့်ရဲ့ကိုရန်တော်ဒီပဲဖြစ်တယ်အခုတော့အောင်ဆန်းစုကြည်ကိုတတ်နေတဲ့သူဟာစန္နာမင်းဖြစ်တယ်ဆိုတာကိုတော့ ကျွဲ့တို့ကမြေကြီးပုတ်ခတ်မလွယ်ဖြစ်နေပြီเนาะနောက်ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်เนาะနိုင်ငံတော်ကိုရောက်သွားတဲ့ NLD တွေကိုဘာပြောခြင်းလဲပြန်လာခြင်းလားဘာပြောခြင်းလဲအခုဖြစ်သွားတဲ့ကိစ္စတွေအားလုံးကိုကျွန်တော်တို့သင်ခန်းစာယူစီခြင်းနဲ့ဘလောက်ပဲဟို conflict တွေဖြစ်နေဖြစ်နေဟိုတကယ်တမ်းနောက်ဆုံးမှာတော့ကျွန်တော်တို့ dialogue နဲ့ပဲဆုံးအဆုံးသတ်ရပါတယ်ဆိုတာကိုတော့ဒီလိုမျိုးထွက်သွားတဲ့တငယ်ချင်းတွေကိုပြောခြင်းပါတယ်။ Okay နဲ့ကောင်းကဘာပြမဲတယ်လဲဆိုတော့ နိုင်ငံတကာကိုရောက်နေတဲ့ NLDD ကိုဗာပြောချင်တယ်လို့ပြမေးတဲ့အခါမှာအခုဖြစ်ပြနေတဲ့ကိစ္စဒီကိုကြည်ချင်းအဖြစ်သင်ခန်းစာယူရမယ်ပြလို့ရှိရင်ဘလောက်ပဲ conflict ပဲဖြစ်ဖြစ်နောက်ဆုံးမှာကြတော့တွိဆုံဆွေးနွေးပြီး dialogue နဲ့ပဲပြီးသွားနိုင်တယ်ဆိုတဲ့အဥ္စာကိုအပြစ်မှာရောက်နေတဲ့တငယ်ချင်းတွေကိုပြောချင်တယ်လို့ပြောတယ်ဆိုလိုချင်တာကနင်းတို့ဘလောက်ပဲလုံနေလုံနေ စစ်ခွေးတွေနဲ့စကားမပြောဘဲနဲ့နင်းတို့ရဲ့ပြဿနာကမဖြေရှင်းနိုင်ဘူးဆိုတဲ့ဥစ္စာကိုဒီဘောမှာပြောသွားတာဖြစ်တယ်။ဒါကတိတ်ပြီးမှမိုက်ရိုင်းတဲ့စကားဖြစ်တယ်။အရင်တော့က तू ဘလောက်ပဲငါဆိုပြီးမှပဲရရအခုကတော့စစ်ခွေးရဲ့ဖက်နှက်ထဲမှာ तू ရောက်သွားပြီဆိုတဲ့ဥစ္စာကို तू ဝန်ခံလိုက်တဲ့အရာဖြစ်တယ်။ ဒီနေ့အမှန်တရားဘက်ကိုငါရဲ့ပါတီရဲ့ယုံကြည်ချက်ကဘာလဲငိုရုရဲ့သွားတဲ့လမ်းကဘာလဲငိုရုကအပြစ်မရှိဘဲနဲ့စစ်ခွေးတွေကငိုရုဒီလိုလုပ်တယ်ဆိုတော့ကိုယ့်ရဲ့အမှန်တရားမှာတော့မရက်နိုင်တဲ့ခွေးမှနေ့လောက်အောက်တန်းကြတဲ့မိမဟာမရှိဘူးဘောမဆန္ဒမင်းကိုပြောချင်တဲ့စကားကနေ့ကိုနေ့ဘောမပြီးမှပဲပြောပြောနေ့ကောင်းထဲမှာလူအုံနောက်ထွက်သွားပြီးမှမစင်ရှိလို့ပဲပြောပြောကိုပြောတဲ့စကားအခွင့်စင်တိုင်းကိုနေ့တာဝန်ယူရမယ့်အချိန်ဖြစ်တယ် เนาะဆိုတော့အခုကျွန်တော်နောက်သတင်းတစ်ပုဒ်နေနေကတော့ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးမှနားထောင်ကြည့်ရအောင်เนาะလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အခြေခံကောင်းနေကျွန်တော်တို့မှာအများကြီးရှိတယ်အဲဒါပေမဲ့တခြားနိုင်ငံတွေနောက်ောက်ကျနေရခြင်းအကြောင်းရင်းကကျွန်တော်တို့အချင်းချင်းမသိမြက်ဖဲနဲ့အဲဒီလိုလက်နဲ့ဆွဲကင်ပြီးတော့တော်လန်တာပေါ့နော်ဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မလို့ အဲကျမတို့ကကြီးပွားတင်းတလောက်မကြီးပွားဖွင့်ပြိုးတင်းတလောက်မဖွင့်ပြိုးပဲဖြစ်နေတာပါရှင်။တော့အဲဒါကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလုတ်ကိုလုတ်တက်มาတယ်။အဲပြီးလို့ရှင်တော့ငိမ့်ချမ်းရေးကိုလည်းကျမတို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါရှင်။သူပြောတာတပိုင်းကတော့မှန်ပါတယ်။မှန်နေဆိုတာကမြန်မာနိုင်ငံမှာပฏิပခတ်တွေဖြစ်တဲ့အတွက်ကြောင့်သူများနိုင်ငံနဲ့ရှင်ရင်နောက်ကျတယ်မှန်တယ်။ဒါပေမဲ့ဒါရီရဲ့အဓိကစစ်မြစ်ကစစ်ခွေးကြောင့်ဖြစ်တယ်။ဘာကြောင့်လက်နဲ့ကိုင်းတာတလဲစစ်ခွေးတွေကြောင့်ဖြစ်တယ်။ ဒီရွေးကောက်ပွဲနဲ့ဘာမှမဆိုင်ဘူးရွေးကောက်ပွဲလုတ်သွားပြီးပြအဲရွေးကောက်ပွဲမှာတော့နင့်တို့ကျေနပ်မှုရှိသလားကောက်ပွဲလုတ်မဲ့90ကျော်တော့ပါတီတွေအားလုံးဟာဘောမာတွေဖြစ်တယ်ဆိုတော့ဘဒူပဲနိုင်နိုင်ခွေးရဲ့အလိုတိုင်းအကြဖြစ်တယ်နိုင်ငံတနိုင်ငံကိုအိမ်ဆောင်တစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်အိမ်ဆောင်တစ်ခုထဲမှာပြဿနာတစ်ခုတက်သွားတယ်တက်သွားတဲ့အပေါ်မှာတယောက်နဲ့တယောက်ကဒေါရဖြစ်မယ်ရန်ဖြစ်မယ်မျိုးစုံဖြစ်ပြီးမှအိမ်ဆောင်ကွဲသွားကြတယ်ပြန်ပေါင်းချင်တယ်ဆိုလို့ရှိရင် အားလုံးကတော့ဗတ်မောက်ဆိုကို့အမကိုကိုမြင်ရမှာဖြစ်တယ်ကို့အမကိုမြင်မယ်အပြစ်ရှိတဲ့သူတွေကတောင်းပန်တယ်လို့အပြစ်မရှိတဲ့သူကလည်းခွန့်လို့ရမယ်တယောက်နဲ့တယောက်ရှေ့ကိုဘလို့သွားမလဲဆိုတဲ့ဥစ္စာတွေကိုပြောဆိုဆွေးနွေးပြီးတော့ဟုတ်ပြီငါတို့ကအားလုံးကြည်လေသွားပြီဆိုတဲ့အခါမှာမပြောပေမဲ့ကျွန်တော်တို့ကစီသုံးသွားမှာဖြစ်တယ်ငါအမကိုငါမတောင်းပါဘူးဟဲ့ပြန်နှပေါင်းရအောင်လို့ပြောလို့ရှင်24နာရီတောင်မကြဘူးပြဿနာပြန်ဖြစ်မှာပဲဘာကြောင့်မို့တော်လရဲတွေဖြစ်နေကြလဲဒီနေ့နင်းတို့မသိတာမဟုတ် နင့်တို့ကအရင်ငင်းချိုင်းရမလုပ်ပဲနဲ့ရွေးကောက်ပွဲကိုအရင်လုပ်မယ်ရွေးကောက်ပွဲလုပ်ပြီးမှပဲငင်းချိုင်းရလုပ်မယ်ဆိုတဲ့စကားဟာအိမ်ထောင်တစ်ခုနဲ့စဉ်းစားပြီးနင့်တို့ပြောပါဒါမှမဟုတ်နင့်တို့ရဲ့အိမ်ထောင်တွေကဖျို့ဖျဲဖြစ်တဲ့အိမ်ထောင်မို့လို့ဒီစကားပြောတယ်လို့ပဲကျွန်တော်ကတော့အဲ့လိုခံယူတယ်တိတ်ပြောလို့ရှင်တယ်မြစ်တွေးလို့ရကြမှာကြောက်လို့မပြောတော့ဘူးနော်ပြည်သူတွေအားလုံးကြမှာပြည့်ရှိကြပါစေ